မင်္ဂလာပါရှင်ဗိုလ်လေးဝတာနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဇွန်လ10ရက်ဒီဂရီနဲ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင် ကပ်ပလီပင်လေပြင်းနဲ့ပင်ကလားပင်လေအရှိတောင်ပိုင်းတို့တွင်မုတ်တုံလီအားကောင်းရာမှအားလွန်ကောင်းနေပြီးကြံမင်္ဂလာပင်လေတွင်မုတ်တုံလီအားအနေငယ်မှအာသင်တင်ရှိနေပါမယ်ဒီကနေ့ညနေထိခမန်းချက်ကတော့နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံပြားမိုးထိပ်ချုံရပြီးရှမ်းပြည်နယ်တောင်ပိုင်းတွင်နေရာကွက်ရီမိုးကြီးနိုင်ပါသည် ရွာရံနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ကျော်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ မြမပင်လေးပြည်တွင်မြဝကျုံပေါ်မုတ်တမာခွေမွန်တနိနာရီကံရန်တရှောင်းနှင့်ကမ်းလွန်ပင်လေးပြည်တို့တွင်ရှမ်ပန်ရံကမုတ်တက်လေးပြည်များကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မုတ်တက်လေးပြည်ကြခြင်းရေပြည်မြေပြည်လီဟာတနအိုင်လမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါသည်။လိုင်းမြင့်မှာမြဝကျုံပေါ်မုတ်တမာခွေမွန်တနိနာရီကံရန်တရှောင်းနှင့်ကမ်းလွန်ပင်လေးပြည်တို့တွင်ကိုးပေမှ7ပေးကရှိနိုင်ပါသည်။ကျယ်မြမပင်လေးပြည်တွင်လိုင်းတင်တင်ရှိပါမယ်။ လိုင်းမြင့်မှာရခိုင်ကမ်းရင်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၆ပေမှ၈ပေခန့်ရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးပူလာပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကရီညနေထိခမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရဲရုံပြည့်ဖြစ်ပါလိမ့်ရှင်။